မန္တလေးမှာပြည်သူတွေမျက်ရည်နဲ့မျက်ခွက်ဖြစ်နေပါတယ်။အင်ဂျီ300ကျော်ပါတယ်။မန္တလေးတိုင်းပြည်ကြီးတကူစောင်းကလောရက်ကွက်စစ်တပ်ကအိမ်တွေအကုန်လုံးကိုဖျက်ချက်ချင်းဖျက်ကြောင်းတက်နေတယ်ဆိုလဲမရဘူး။ခလေးမွေးနေတယ်ဆိုလဲမရဘူး။တိုက်တယ်ဆိုဘရိုဇာလေးနဲ့ဖြိုကြဗျာ။ငရဲတမျှဖြစ်နေတယ်ကျွန်တော်တို့နိုင်ငံတွေကအခြေအနေ။ မှာပဲအင်ဂျီ300ကျော်ဖြတ်လို့ငူပွဲဆင်နေပြီမဲ့တချို့နေရာတွေမှာတော့ဘုံကထိန်ဘုံကထိန်နဲ့ဖင်လုံးရင်လုံးပြီးအကမပြတ်နေသလိုသခိုင်းတရားကြီးကိုကြော်ပြီးဟိုဘက်သခိုင်းဘက်အချမ်းကိုရောက်တာနဲ့စော်လိုက်ပြင်းလိုက်နဲ့လင်းဘုံကျက်လိုက်ပြေးလိုက်လွှားနိုင်နဲ့မြန်မာနိုင်ငံဟာနှစ်ချမ်းကွဲနေသလားတော့ထင်ရောက်တဲ့အခြေအနေဖြစ်နေပါ တောင်ကြီးတစောင်းနိုင်ပွဲလူပိမတက်ကြိတ်ကြိတ်တို့စီကားနေတယ်ဘုံကတိန်လက်နေတဲ့အဖြူအစိမ့်ဝေးဗီဒီယိုတွေထဲမှာဖင်ကိုတေရှာလုတ်ပြနေတဲ့အဖြူအစိမ့်ဝေးလေပေါ်ကမင်းကလေးရဲ့ဗီဒီယိုတွေကိုလည်းကျွန်တော်တို့တွေ့ရပါတယ်ဒီခေတ်မှာတစ်တော်မှာဖင်လုတ်ပြမှလူရဝင်တဲ့ခေတ်ဖြစ်နေပြီလို့အားထင်ရလောက်တဲ့အခြေအနေ ဆိုင်တွေကြော်ညာတယ်လုပ်ငန်းတွေကြော်ညာတယ်ဖင်လှုပ်တတ်တဲ့လူကိုတည်တံ့ရွေးပြီးတော့ခေါ်ကြော်ညာနေရတဲ့အခြေအမျိုးသမီးတွေညီမအမျိုးသမီးတွေရဲ့အရေးအချင်းဟာဒီထက်မကနေဘူးလို့ကျွန်တော်ယုံကြည်တယ်။ဒါပေမဲ့စစ်တပ်ရဲ့ဝါရဖြန့်မှု အောက်မှာဟီလာဟာလာ အပျော်အပါးတွေနဲ့ဖြတ်ခနေဝဝေမြင့်တို့တော်ဝဝေမဝဝေမြင့်ဆိုတဲ့အမတယောက်လူ ရန်တော်လိုမိမမျိုးတစ်တော့မှာဖင်လုတ်ပြရင် လူကြီးများတာမျိုးလောက်ကိုตายာပြီးတော့ဒီနောက်ကိုလူငယ်အမျိုးသမီးတွေလိုက်နေတာကိုကျွန်တော်တွေ့ရတယ်။နောက်တစ်ချက်က online slot game ဆိုတဲ့ကိစ္စရန်ကုန်မန္တလေးအစရှိတဲ့မြို့ပြတွေအပါအဝင်ဗမာတပြည်လုံးမှာလှိုက်စားနေပြီ။ဆိုင်းနေဆိုင်းနေဖုန်းကင်ထားတဲ့လူငယ်တွေတော်တော်များများအားလုံးလက်ထဲမှာ slot game တရာမှာ60စုံနေတယ်။လောင်ကစားနဲ့အတိုင်းမျိုးကိုချွတ်ချုံကြအောင်စစ်တပ်ဟာဇာရိတကိုဖျက်ပညာကိုရက်ဂျီလိုက်လွဲပြီးလမ်းမပို့နေတဲ့အခြေအနေမျိုးကို တွေ့နေရသလိုတစ်ဖက်မှာပြည်သူစစ်ဆိုပြီးပေါ်တာဆွဲတဲ့ကိစ္စနဲ့လူငယ်မျိုးဆက်ကိုဂျီနိုဆိုက်ကျူးလို့နေတယ်။ဒါရီနဲ့ပတ်သက်ပြီးတော့ပြန်ပြောဖို့နေတတသူတို့ကိုစန့်ကျင်တဲ့ ဟဟပေးရင်တော့ထောင်ချနေတဲ့ခင်မှာအသက်ရှင်ရက်တီကြီးဟာပင်ပါလေပြည်သူလူထုရဲ့အသက်ရှင်ရက်တီကြီးကိုပါချင်းချောက်ခံရတယ်အချိန်မရွေးအိမ်ပေါ်တက်ပြီးတော့လင်းမျိုး တနင်းရှာထွက်ရင်ပြောင်ပြရဆိုပါးရိုက်ပြီးအနိုင်ကျင့်ပေါ်တာဆွဲခံရတဲ့အခြေအနေပြီးရင်းနံချောင်းနဲ့ကြောက်ကြားမှာဆိုရင်တနည်းကိုလူတရာလောက်လူငယ်တရာလောက်ပေါ်တာဆွဲနေတယ် ရန်ကုန်မန္တလေးမြို့ပြတွေမှာပေါ်တာဆွဲခံနေရတယ်။ဒါပေမဲ့ဒီကထိန်ကာလတစောင်းတိုင်းကာလမှာတော့ပန့်တကူပြစ်မယ်ပန့်တကူပြစ်မယ်ကျမကိုယူကြပါလားဆိုပြီးတော့မိမိရဲ့တိုင်းဒီအခြေအနေမိမိရဲ့အနာဂတ်ကိုကိုရိုင်းရဲ့အသက်ရှင်ရည်တည်ပိုင်ခွင့်တွေကိုမလေးစားမသိရှိမသိနိုးနာဦးကြောင်ကြားတွေလည်းများနေပါတယ်။တစ်ဖက်မှာမဟုတ်မြို့ကိုကာကွယ်ရေးအတွက် လူငယ် PDF တက်တွေအသေးအတန်စူးစမ်းနေနေကြတယ်။အာခတ်တတော်ကြီးဟာစစ်တွေမျိုးကိုထိုးစစ်ဆင်နေပြီးကြောက်ဖြူကိုစစ်ဆိုင်နေပြီးမကွေးကပ္ပစ6ရဲ့နှစ်မိုင်အနည်းကိုကပ္ပစ16 sorry နှစ်မိုင်အနည်းကိုရှောက်လာတယ်ဒါပေမဲ့ကျွန်တော်တို့မြန်မာပြည်သူလူထုဟာတာဝန်ခြေတာထပ်ပိုတဲ့တာဝန်ခြေမှုတွေကိုလည်း တွေ့ရပါတယ်။သို့ပေမဲ့ငါနဲ့မဆိုင်ဘူးဆိုတဲ့လူဒန်းသားကြီးတစ်ယောက်ကတော့ရှိကိုရှိနေသေးတာ ဖြစ်တဲ့အတွက်နိုင်ငံကြီးတော်လှန်ရေးဟာငါနဲ့မဆိုင်ဘူးလို့တွေးတဲ့သူတွေအတွက်ခမားတို့ကိုအဖက်မလုပ်ပဲခမားတို့ကိုတောက်ကီယူမဆိုင်တဲ့စစ်တပ်လိုအစိုးရမျိုးနဲ့ပဲတယုတ်ကျွန်စစ်ကျွန်အဖြစ်ခံရတဲ့ဘဝမျိုးကို ရောက်ခါမှ TikTok ပေါ်မှာ Facebook ပေါ်မှာမျက်ရည်လေရွယ်ငိုပြနေတာတွေကိုမမြင်ချင်လို့မကြည့်ချင်လို့မကြားချင်လို့ဖြစ်မှာဆိုလို့ဒီတိုက်ပွဲဒီနိုင်ငံဒီအာဏာရှင်ကိုတော်လှန်နေကြတာဖြစ်ပါတယ်။အဲ့တော့ဒီကနေ့မှာအာရကတ်တော်အေးဟာအော်တိုဘာ26ရက်နေ့မှာပါရာလိစ်ခန်းကနေမင်းချောင်းတရားကိုဖျက်ပြီး ပုံနာကျွန်းမြို့နယ်မှာရှိတဲ့ကွမ်တောင်ကြေးရွာကိုစစ်ကြောင်းထိုးလာတဲ့ဖက်စစ်တပ်ကိုလက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ပြီးစစ်တွေမြို့အနီးမှာတိုက်ပွဲတွေပြင်းထန်နေပါတယ်။နှစ်ဖက်အပြန်အလှန်လက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်နေတယ်လို့ဖက်စစ်တပ်ဟာအရကတပ်တော်အေးရှိမယ်လို့ယူဆတဲ့နေရာတွေကိုဘုံချဲတိုက်ခိုက်နေတယ်။ဖက်စစ်တပ်ကတပ်သားတွေအနေနဲ့ဘာလို့လဲစကန်ကနေကွန်းတောင်ကြေးရွာဘက်စစ်ကြောင်းထိုးလာမဲ့ အရေးရောင်တွေတွေ့တာကြောင့်အာကတတ်တော်အီနဲ့ပူပေါင်းတက်တွေဟာဖြတ်တောက်ပိတ်ဆို့နေတယ်။ဒါကြောင့်မို့စစ်ကောင်စီတက်ဟာ parallel scan ကနေပြီးအမြင်ကျွန်းခြီလဲပင်တီကျွဲငါတောင်တက်စတဲ့ဂျေးရွာဒီမှာလဲကာကင်းစကန်တွေကိုတိုးချဲ့နေတယ်။ဘန်ကားတွေအခိုင်အမာစောက်နေတယ်။စစ်တွေပုံနာကျွန်းအဆက်မင်းချောင်းတရာနီးမှာရှိတဲ့ကာကင်းတွေစစ်တွေဒေသကူကယ်မှုဌာနချုပ်ဒါကာစကနေစစ်ကားတွေနဲ့အင်အားဖြစ်တင်းမှုတွေလုပ်နေပြီး အာရကတတ်တော်ထိုးစစ်ဆင်လာရင်ခုခံနိုင်ဖို့စူးစမ်းနေကြတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေပါအဲ့တော့အော်တိုဘလာ15ရက်နေ့တုန်းကလည်းဖက်စစ်တပ်နဲ့အာရကတတ်တော်တို့ပါရလိတ်အမြင့်ကျွန်းအမြင့်ကျွန်းရွာရွာဖို့ရွှေမင်းကန်ရွာတွေမှာအပြန်အလှန်ပြင်းထန်တဲ့ပြစ်ခတ်မှုတွေတိုက်ပွဲတွေဖြစ်တယ်စစ်တွေမြို့ထဲမှာတော့နှစ်ဖက်တိတွေ့တဲ့တိုက်ပွဲတွေမဖြစ်သေးဘူးလက်နက်ကြီးတွေ drone တွေနဲ့အပြန်အလှန်အားဆန်းနေတဲ့သဘောကိုကျွန်တော်တို့တွေ့ရတယ် ရသေးတော်ပေါတော်ပုံနာစွန်းဒီဘက်တွေကိုတော့ဗစစ်တပ်ကအမြဲတမ်းလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်။ပုံနာကျွန်းမြို့နယ်ကွန်းတောင်ကျေးရွာနီးကို drone နဲ့ဘုံကျဲလိုက်တဲ့အတွက် pride အသင်းကလူငယ်တယောက် fusion ရင်ဝင် foundation ကလူငယ်တူဘုံစားထိမှန်သိဆုံးသွားခဲ့တယ်လို့လည်းကျွန်တော်တို့အကြမ်းမြင်သိရပါတယ်။အဲ့တော့တစ်ဖက်မှာလည်း မကွေးကိုထိုးဝင်လာတဲ့အာခတ်တတော်အီနဲ့ပူပေါင်းတက်တွေထိုးစစ်ကပ္ပစရီအကုန်လုံးခံစစ်ပြင်နေရတဲ့အချိန်ဤမိုးကုတ်မိုးမိတ်နဲ့မန္တလေးရှမ်းရှမ်းမန်းစစ်စီအချိန်ကတညင်ကြီးတက်နေတဲ့အချိန်ဒီတပွဲကတော့တော်လိုင်းကြီးရဲ့အချိုးအကွေလို့ပြောလို့ရတဲ့အချိန်ဤမှာဖစစ်တဲ့ရဲ့တောက်တိုင်အုတ်ချုပ်ရေးမှုတွေမော်တော်ဘီကယ်ရဲတွေကိုလည်းရဇက် တွေ့ကြရနေရမှာရှင်းလင်းနေတဲ့အချိန်ဒီကနေ့တဝေကစစ်ကောင်စီရဲ့တောက်တိုင်စီဝါရေးပြစ်မှတ်တခုကိုထတ်ရှင်းပါတယ်အော်တို့ဘာလား31ရက်နေ့တဝေစင်ပုနေရက်ကွက်မှာရှိတဲ့ခရိုနီကြော်ကြော်ဦးအိမ်ထဲထိဝင်ပစ်ခံရပါတယ်ခရိုနီကြော်ကြော်ဦးကတနင်္လာရီတိုင်းအစွဲဘဝင်ကြီးချုပ်မြက်ကိုနဲ့ပူပေါင်းပြီးတော့ စစ်ကောင်စီရဲ့တောက်တိုင်အဖြစ်ဆောင်ရွက်နေတယ်လို့မင်းအောင်လှိုင်ဟာတဝဲကိုစက်တင်ဘာလ18ရက်နေ့ကလာရောက်တုံးကလည်းထောက်ပံ့ကူညီဂျင်းဒီနှွေးထွေးအားပေးတဲ့ခရိုနီတယောက်ဖြစ်ပါတယ်နောက်တစ်ခုကလက်ရှိ ပြစ်ခတ်ခံရပြီးစေးယုံမှာတင်ထားရတဲ့ပြင်းထန်တဲ့ဒဏ်ရာတွေနဲ့သွေးအလူးလူးနဲ့ဖြစ်နေပါတယ်တိမ်မတေဘူးတော့ကျွန်တော်တို့ မတိရသေးဘူးလို့အမီမဖော်လို့တဲ့တော်လိုက်မြို့ပြပျောက် जा တက်တွေကပြောပါလေဆိုတော့ပြောချင်တာကရန်ကုန်မန္တလေးမြို့တွေမှာသတင်းကြိုတစောင်းတိုင်းကာလလိုင်လိုင်ချက်အောင်ပျော်ဝဲစင်ခုံပေါက်မူယူပျော်ပါနေပြီမဲ့မျက်ရည်တောက်တောက်ကျနေတဲ့မန္တလေးအစီအည်ဘုံစံနေကြားထဲမှာပညာသင်ကြားရေးအတွက်ရုံးကန်ရတဲ့ဇကိုင်းအညာတခွေ ပြင်းထန်တဲ့တိုက်ပွဲတွေနဲ့ရခိုင်မကွေးတခွင်ဒီဂျင်နရီအောက်မှာပြည်သူလူလူဆိုတဲ့တော်လန်ပြည်သူတွေကတော့ထူး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 ပြောစရာမရှိပြီမဲ့တရုတ်ကျွန်းနဲ့စစ်ကျွန်းအောက်မှာနေရချင်းနေရမနေရချင်းနေကိုအဆင်ပြေရင်ပြီးရောဆိုတဲ့သူတွေအတွက်သတင်းစာတစ်ခုပါပါမယ် စစ်ပွဲဟာခမားတို့အိမ်ရှိကိုအချိန်မရွေးရောက်လာနိုင်တယ်လို့ဖက်စစ်တရေရုံမှမှုဟာလေခမားတို့အိမ်တကားဝကို6000နဲ့စောက်ကန်၄မျိုးတန်နေရှာတွေ့ရင်ပြောင်ပြရသူပါပါထိုက်ရိုက်ပြီးရုံမှမှုတံကိုခမားတို့ခံကြရလိမ့်မယ်ဒီနိုင်ငံဟာခမားတို့နိုင်ငံအနာဂတ်နိုင်ငံအစ်မခမားတို့မျိုးဆက်တွေ့ လွတ်လပ်စွာ ရှင်တန်ယက်တီခွင့်ရဖို့အတွက်တိုက်ပွဲမှာအချောင်သမားတွေမလိုချင်ဘူးလို့ကျွန်တော်ပြောလိုပါတယ်ဒီကာလမှာစစ်တပ်ဟာရန်သူမိတ်ဆွေမခွဲကြပါဘူးစစ်တပ်ဟာပြည်သူကိုရန်သူလို့တတ်မှတ်ပြီးနေစဉ်ရုံမှာရက်ဆက်မှုတွေကိုလည်း Facebook တွေ TikTok တွေ YouTube တွေမှာခင်ဗျားတို့တွေ့ပါလိမ့်မယ်တစိမ့်လောက်ကျေးဇူးပြုပြီး ခမရိုးရက်တီနေတဲ့အမိမြန်မာနိုင်ငံတော်ရဲ့မြေခမရိုးတောက်နေတဲ့ရှင်ခမရိုးကိုယ်တိုင်ရဲ့အနာဂတ်နဲ့ခမရိုးမျိုးဆက်ရဲ့အနာဂတ်အတွက်တစ်ချက်လောက်စဉ်းစားပြီးတွေးကြည့်ကြစမ်း